ရွာဤခြားတစ်ဖက်ရှိခြောင်မှရေနောက်ကြည့်ရသည့်အကြောင်းမြင့်တန်းအပြစ်တင်เสียလူလိုတဗျာဒီကိစ္စမှာအဓိကတရားခံပဲခေါ်ခေါ်လက်တဲပဲခေါ်ခေါ်ကိုဦးကြည်ကြီးနာမည်ကထိတ်ကနေမှာပဲဒါပေမဲ့ခက်နေတာကဒီကိစ္စမှာသူဝင်မပါလို့လည်းမဖြစ်ဘူးသူကပုံနဲ့တိုင်းဦးလေးတောင်းဆိုတာကလည်းသူတငယ်ချင်းသူနဲ့ကြောင်းစရာလုတ်ဖက်ခုတော့သူ့လိုပဲလုတ်ထွက်ပြီးရာပြန်လုတ်ဟွာလုတ် ဘရားလုတ်ဆိုတော့လဲမရှိမရှားလို့ပဲပြောရမည်ကိုဦးကြည်နဲ့အသက်ကမကွာပေတဲ့ကိုဦးကြည်ကဦးလေးတောင်းကိုကိုကြီးတောင်းလို့ခေါ်တယ်လှမေက ကိုဦးကြည်ခဲမှသူ့မိန်းမအကြီးများမေရဲ့ညီမအငယ်ဆုံးသူကတော့မူလာတန်းចောင်းဆရာမှာပဲခုထိလှုပ်တော့လှုပ်တုံးဆိုအသက်ကရှိလား35ပေါ့ဒီထဲမှာမပါကျင်တာကကိုဦးကြည်ရဲ့မယားကြီးကိုတော်တယ်ဆန်းရှင်ဒီကောင်ကအရင်ကမော်တော်စလင် စင်းစရားတွေပါတွေလုတ်တက်တော့အခုအစ်မန်ရမောင်ခင်ကသူ့မော်တော်တွေအတွက်စင်းလုတ်ခိုင်းထားတယ်လူကလူအေးမကြီးမေရဲ့အောက်လမေရဲ့အထက်အေးမေနဲ့ညားတယ်ဒီကိစ္စနဲ့ပတ်သက်လို့စကတဲ့ကသူကကိုဦးကြည်ကြီးကိုပြောထားတာရှိတယ်မင်းတခုခုလုတ်တော့မယ်ဆိုရင်ငါတော့ပြောငါကင်းကင်းနေခြင်းနဲ့အောက်သွားတဲ့မော်တော်နဲ့ဖြစ်ဖြစ်ငါလိုက်သွားပြီးရှောင်းနေမယ်မင်းပါတာလုတ်ခြင်းရလုတ်တောက်ပြောခံရတဲ့ကိစ္စတွေငါမပါခြင်းဦးတဲ့ ဒီတော့ကိုဦးကြည်ခမအော်တိုမက်တစ်ပုံနဲ့တိုင်းဖြစ်သွားရောဒီတော့မတက်နိုင်ဘူးသူကပဲအစစစီစဉ်ရတော့တယ်စီစဉ်နေဆိုတော့တကြီးတူမောင်မူတို့တောင်ရွာက မောင်တာတို့ကိုအရင်တိုင်ပင်ရတယ်ဒင်းတို့ကကောင်းကောင်းနဲ့ကြံ့ရဖန်ရကောင်းနဲ့ပေါ့အထူးသဖြင့်မောင်တာကြီးကတွေးခေါ်ကောင်းနဲ့ဒါကြောင့်မူလာတန်းကျောင်းအုပ်ကိုမြဝင်းကမောင်တာကြီးပြောရင်တသနာပါတယ်ဗျာလို့ပြောလေရှိတယ်ဒီကလူတွေကတော့တသနာတွေပါတယ်ပဲတိမာတို့လေဘော်ကျောင်းကဘုံကြီးတိလာပေးတဲ့အခါ တတနာနဲ့ဆင်စဉ်ပြတနာတရား၅ပါးဆိုတာလောက်သာကြားဘူးတာဒါတော့ဒီကိစ္စမောင်တန်ကြီးတို့အကြံပေးတဲ့အတိုင်းဒီနေ့တော့ကကစာတင်ကြီးရောက်ဖလော်ရီပိုင်နဲ့ကိုထွန်းမောင်တို့ကာလာသားကောင်းတောင်းသိမ့်တို့ကိုပါခေါ်ပြီးဖုံးမြေဘက်မှာတက်တော်ဘက်ကစောက်ထားတဲ့ဇရက်ကလေးပေါ်မှာစီဝေကလေးလှုပ်ကြရတယ်။မောင်မူတို့မောင်တာတို့လာတော့ကိုဦးကြည်တို့ဘက်ကကာလာသားကောင်းစံတင်းမှာခေါ်လာတယ်။ဒီကောင်ကလူရိုက်ကောင်းတယ် ဦးလေးတောင်းကတော့မပါဘူးလူကြီးဆိုတော့နည်းနည်းတော့ရှက်မှာပေါ့ညနေဘက်အားတဲ့အချိန်ဆိုတော့လေကိုထွန်းအောင်ကြီးကလွဲလို့အလုံးလို့လို့ကတခွက်တဖလားလောက်စီတော့လှုပ်ထားကြတယ်လူစုံနဲ့ဆိုရင်ပဲတိတ်စိတ်ချေပုံမရတဲ့ကာလာဒါကောင်တောင်းစိန်ကပဲဒဲတို့ကြီးမေးတယ်ဦးကြီးဘာပြဿနာရှိတော့တဲ့ဒီတော့ကိုဦးကြည်ကြီးကဘယ်ကစမှမသိဘူးမောင်တာတို့မောင်မူတို့လန့်ကြည့်တယ်ဒီတော့မောင်မူကပဲကိုဦးကြည်ကိုကြည်ရင်ပြောလိုက်တယ်ပြောလေဗျာ ဘာကြီးကြီးကြောင်ကြောင်လုပ်နေတာတုံးခမားသက်စော်ထားတဲ့ကိစ္စသက်စော်တယ်တော့လည်းမဟုတ်ဘူးလေကွာစင်သားတုံးကတော့တင်းတင်းတက်တက်ကလေးဖြစ်အောင်မယ်ဒါပေမဲ့တကယ်တမ်းဖြစ်လာတော့ထင်းတယ်လို့မလွယ်ဘူးထင်းတယ်လို့မလွယ်ဘူးကွာလွယ်လွယ်မလွယ်လဲပြောပြီးတော့ခမားကိစ္စလို့ပြောရင်မောင်တာကမောင်မှုစကားကိုထောက်ခံလိုက်တယ်ဒီတော့ကိုဦးကြီးခမားဘာမှမတတ်နိုင်တော့ဘူးဒီလိုလေကွာလို့အစချီလိုက်ရတော့တယ်ဒီလိုကွာမင်းတို့သိတဲ့အတိုင်း ကိုကြီးတောင်းဆိုတာကတို့အနေနဲ့လူကောင်းတယောက်လို့လက်ခံထားကြတဲ့သူမဟုတ်လားအသက်အားဖြင့်ဂုံအားဖြင့်ဘာမှပြောစရာမရှိဘူးအဲ့ဒါအဲ့ဒါဘာဖြစ်တော့ရီးမားမေကိုမြတ်တသပေးလို့လားလို့စိတ်မရှိတဲ့တောင်းစိန်ကဝင်မေးလိုက်တယ်ရီးမားမေကိုဦးလေးတောင်းကယူမယ်ဆိုလို့ကတို့ကိုကြီးကြီးကအင်တန်ရာရောက်ထန်းအောင်ပို့ဦးမှာဟာလို့ငိမ့်နေတဲ့စန်တင်ကဝင်ပြောတယ်ကိုကြီးကြီးကခါတိုင်းဆိုဘယ်ခုလို့ငိမ့်နေလိမ့်မှာတော့ပတ်ထက်လိုက်မှာခုတော့ သူပြဿနာနဲ့သူအသာငြိမ်းနေပြီးတတ်နိုင်တယ်မြပြုံးနေရရှာတယ်ခုတီတော့မောင်မူတို့မောင်တာတို့ကလွဲလို့ဘသူမှဇက်ရည်မလဲသေးဘူးကိုကြီးကစက်ပြောပြန်တယ်ငါခဲမှလာမေကိုတော့မင်းတို့သိကြပါလိမ့်မယ်ဟတ်မဟုတ်ကဟုတ်ကတွေတော့ပြကုန်ပြီထင်တယ်လို့တောင်းစိန်နောင်နာမှာထိုင်းနေတဲ့ဝင်းမောင်ပသက်တဲကလှစ်ခနဲ့ထွက်သွားတယ်အားလုံးကပြုံးလိုက်ကြတယ်ကိုကြီးကစကားပြန်စမယ်လို့တုံးရှိသေးတယ် သိရှိပုံမရတဲ့မောင်မူကပဲခုလိုပဲပြောလိုက်တော့တယ်ဒီလိုကွာငါကပဲတုံထိုးအိုးပေါက်ပြောရတော့မယ်ဒီကိစ္စကဦးလေးတောင်းကြည်ကကိုကြီးခဲမှလှမေကိုခိုးမလို့ကိုင်းရှင်းကြပါလားဟေးဆိုတဲ့အတန်ဟာပြောသမားတွေတပြိုင်နဲ့နှွှဲလိုက်ကြတယ်လို့ထွက်လာတယ်စကားနဲ့တက်ကိုထုံးမောင်ကြီးကဟောရလားကိုကြီးလို့လှမ်းမေလိုက်တယ်ကိုကြီးကဘာမှပြတ်မပြောပဲခေါင်းငိတ်ပြလိုက်တယ်အလုံး ပြုံးစီစီဖြစ်နေကြပေတဲ့ဘာမှမပြောကြဘူးဒီတော့ကိုကြီးကပဲစက်ပြောရတော့တယ်ဒီလိုကွာငါပြစ်ပဲပြောချင်းပြောကြတော့ငါကပဲလှမေကိုကိုကြီးတောင်းနဲ့ဆက်ပေးလိုက်မိတယ်အဲ့တော့နားထောင်နေတဲ့ကလာသားကောင်းတွေတကတယောက်ကကျုပ်တို့ရှိနေသားနဲ့ဗျာဦးလေးတောင်းကြီးနဲ့မိတ်ဆက်ပေးရတယ်လို့ဆိုတဲ့အတန်ထွက်လာတယ်ဘသူပြောလိုက်မှန်းတော့မသိဘူးအေးကွာလှမေတို့ကြောင်းပေးရဆိုအောင်မင်္ဂလာကျောင်းမှာတပတ်ဆယ်ရက်စသဖြင့်တရားလာဝင်တယ်မဟုတ်လားပြီးတော့ ဟိုမေးတီမေးလို့တော့ငါကပဲကိုကြီးတောင်းနဲ့မိတ်ဆက်ပေးလိုက်တယ်။ကိုကြီးတောင်းကပထန်းဆက်တာတွေပစ္စည်းဆက်တာတွေရှင်းပြတာမို့လားကွ။ဒီလိုနဲ့ဖြစ်သွားကြတာ။ခုတော့နှစ်ယောက်စလုံးကယူမယ်ဖြစ်ကြတယ်။ကိုကြီးတောင်းခဏနားလိုက်တယ်။ဒီတော့စန်တင်ကနားရှင်းပုံမပေါ်ဘူး။ခမားခဲမတော်မှာခမားမပူရင်ဒီကိစ္စမှာဘာပြဿနာရှိလို့တုံးဥကြည်ရဲ့လို့လမ်းမိလိုက်တယ်။ဒီတော့ကိုကြီးကဆက်ပြောအပြန်တယ်။ငါကပြဿနာမရှိဘူး။ ငါရောက်ခမငါမိမစမ်းရှင်မိမသူတို့အားလုံးကလှမေကိုဖူးဖူးမှုတ်ထားတာဒီကြားထဲကိုကြီးတောင်းနေဆိုတော့ဘယ်သဘောတူမှာတော့သူတို့ကတော့သွေးတို့စမ်းကြည့်တော့ငါမိမများကဆိုရင်သကွဲလောက်ဖြစ်နေမှဒံအိုးကိုမျောရတယ်လို့လို့တောင်ပပဆက်ဆက်ပြောသေးတာဒီတော့ကာလာသားကောင်းတွေကဘယ်မှာသဘောကျကြတော့မလဲယောက်ျားတာနာဆိုတာက ဖွဲတဆုံနိုင်ရင်ဘာဘာညာညာလို့ပြောတာကြားဘူးကြတယ်မဟုတ်လားအလုံးစိတ်ထဲမှာဒင်းတို့က ဘာမိုးလို့တုံးဆိုတဲ့စိတ်ပေါ်သွားကြပုံရတယ်ဒီတော့တောင်းစိန်ကလှမ်းပြောလိုက်တယ်ဥကြည်ဘလို့ဖြစ်ချင်တော့ပြောတဲ့ဥကြည်ကစက်မပြောသေးပဲမောင်တာကိုလှမ်းကြည့်လိုက်တယ်မောင်တာကမောင်မိုးကိုလှမ်းကြည့်လိုက်တယ်မောင်မိုးကတော့အတမေးထုတ်ပြတယ်မင်းပဲပြောလိုက်ဆိုတဲ့သဘောပဲတင်တယ်ဒီတော့မောင်တာကြီးကပြောရတော့တာပေါ့ဒီလိုစီစဉ်ထားတယ်ဥပုံနေမှာလှမေဒီကိုလာမယ်ထုံးစံတိုင်းကတော့ကိုဦးတို့အိမ်မှာနေမှာ ਉ ဒါပေမဲ့ဒီနေ့တော့ဒီကိုမလာဘူး မောင်မူရဲ့စီစုံမှာရှိတဲ့မြောက်ရွာကစန်တင်တို့တဲမှာပဲတနေကုန်နေမယ်။ညကြမှာမောင်ကမှစန်တင်ကဒီကိုခေါ်လာမယ်။ဒီကိုဆိုတာကတောင်းစိန်တို့ကြည်ထားတဲ့ဟိုဘက်အဖျားကငါဝိုင်းနေရအင်စီလာမယ်။လှမေအဲ့ဒီရောက်ခါမှာညဘက်ကြကမှာကိုဦးကြီးကဦးလေးတောင်းကို ခေါ်လာမယ်။အဲ့ဒီအိမ်မှာပဲခဏချေရဖြောက်နေကြရမှာပဲ။အဓိကကတော့ကွာလို့ကိုဦးကြီးကဝင်ပြောတယ်။သူတို့ချင်းအထိုင်ကြသွားရင် ပြီးတာပါပဲ။ဘသူကမှမခွဲနိုင်တော့ဘူးပေါ့။ဒီတော့နောက်နားကထိုင်းနေတဲ့ဝင်းမောင်က ထိုင်ကြတဲ့ဆိုတာဘလို့များတုံးလို့လှမ်းမိလိုက်သေးတယ်။ကာလာသားတွေကပြုံးကြတယ်ဒီတော့မောင်တာကဆက်ပြောပြန်တယ်။မင်းတို့တွေက ကိုယ့်အပိုင်မှာကိုဒီအကြောင်းတွေမပေါက်အောင်ထိန်းထားရမယ်။ငါထပ်ပြီးသေးသေးပြောမယ်။ကိုထုံးမောင်ကြီးကတော့ခမရရောက်ဖတ်ဂတ်ကတတင်ကြီးကိုအကျိုးအကြောင်းကလေးပြောပြီးအားသေးလေးထည့်ထားလိုက်ဗျလိုရမယ်ရပေါ့။ဖိတ်နေကြငါ့အိမ်မှာထပ်တွေ့ကြမယ်။လူရင်းပြောရရင်တော့အစီအစဉ်မှာဘာနောက်ဆက်မှမရှိဘူး။အားမြောက်သွားကြတယ်ပေါ့။လှမေတယောက် ယောက်ျားနောက်လိုက်သွားတာဘယ်သူမှမသိကြဘူး။အောင်မင်္ဂလာကျောင်းမှာပဲတရားဝင်နေတယ်ထင်ကြတာ။ဦးလေးတောင်းကြီးကလည်းအရက်ထဲမှာပုံမပြတ်သွားလာနေတာကိုညကြကမှလှမေကိုထားတဲ့တောင်ပြားကမောင်တကြီးတို့ပိုင်နေဝိုင်းနေရအိမ်မှာသွားအိတ်တာ။တပတ်လောက်ကြတယ်ဒီဘယ်သူမှမသိကြဘူး။ဒီတော့ကိုဦးကြီးကပဲသူတို့ဆရာကြီးတွေဖြစ်တဲ့ပင်စင်သားကျောင်းဆရာကြီးဦးလာမောင်နဲ့ဦးအေးမောင်တို့ညီကိုကိုတိုက်မယ်နဲ့။အဖိုးကြီးတွေအနေနဲ့ကတော့ အာဝါဟဝိဝါဟဆိုတာမင်္ဂလာကိုမင်္ဂလာနဲ့တူအောင်တော့လုပ်ရမယ်မင်္ဂလာသွန်လေးပါလေကြွေးကျင်တယ်သူတို့ကပဲဥဆောင်ပြီးလှမေရဲ့အမေကြီးကိုနားသွားဖောက်မယ်ဒီလိုဆိုပြန်တော့လေကိုဦးကြီးကပဲစတင်တိုက်မှာမင်္ဂလာသွန်ကြွေးဖို့စီစဉ်ရတယ်ဦးလေးတောင်ကြီးကတော့ဘယ်ကန့်ကွက်မှာတော့သူကထိုင်ကြနေတာကို ကိုတာကြီးသာစီစဉ်ရာတခင်းကုန်ကျင် ကုန်ပေးစေပေါ့ဒီတော့ကိုဦးကြီးကြီးကစီစဉ်တယ် ចောင်းសៀឧឡាម៉ောင်ជីរុញីកូកឡាមីមីជីវទွားណាផោមេအဲ့ဒီအရင်ရက်တိရွာတိဖြစ်ကုန်ရောလာမေရဲ့အမေတင်မကဘူးအမတွေအမျိုးတွေပါမကျင်တတ်ကြဘူးတေကန်းရှေကန်းဖြတ်မယ်ဘာရညာရဲ့ဖြစ်ကုန်ကြရောဒီတော့ဦးလာမောင်ကြီးတို့ကလည်းလာမေတို့အမေကြီးကိုအကျဲအကျဲမငိမ့်ပွဲမဖြစ်ရလေအောင်အတင်းမဲ့စကားထဲကြရတာပေါ့နောက်ဆုံးတော့သွန်ကျွေးတဲ့နေ့မှာညနေပဲအဆင်ပြေသွားကြတယ်လို့ပဲဆိုရမယ် ဒါပေမဲ့စွန်ကြွေးကိုလှမေတို့ဘက်ကဘယ်သူမှမလာကြဘူးဒီကနေ့နဲ့နဲ့သာတင်တိုက်ကြီးမှာစွန်ကြွေးတော့ဦးလေးတောင်ပိုင်းကအောင်မင်္ဂလာကျောင်းတိုက်ကကိုတော်တွေလည်းကြွားတယ်ဦးလေးတောင်ကတော့ဗမော်တပတ်အတက်ကလေးကိုများတောင်းခေါင်းပေါင်းလို့တဟဲဟဲနဲ့ရထိုင်ကြတာကိုခုမှဒင်ငါပြမြင်ရတဲ့ချက်တီကလာနဲ့တောင်လူနေသေးတယ်ချက်တာပြုတ်တာကိုရက်သေးကမိမားတွေပိုင်းကလှမေကိုလာကူပြီးချက်ပြုတ်ပေးကြတယ်ကလာတာပိုင်းကတော့တိတ်မလာရဲကြဘူးခုကိစ္စမှာ ကိုဦးကြည်ကြီးကအစယောက်ျားပိုင်းကအတော်ကလေးနာမည်ပြတ်သွားတယ်ပြောရမယ်။ဒီကိစ္စမှာယောက်ျားတွေကအလုံးပေါင်းကြံ့ညားတယ်လို့အရက်ထဲမှာဖြစ်နေတယ်။ကိုဦးကြည်ကြီးတော်သူမိမနဲ့စကားများလို့အိမ်ကသင်ပြီးစွန်းစားရုံမှာကပိယကြီးဦးကြည်နဲ့လာနေနေရတာကိုလင်းငါရဲ့ရှိနေပြီ။ကလာသားကောင်းတောင်းစိန်တို့ဝဲမောင်တို့တောင်းဈေးတန်းသွားပြီးတိတ်မကြီးရဲကြအောင်ဈေးသမားတွေကဒင်းတို့ကိုတွေ့တာနဲ့တတွေးပက်ကနေထွေးပြစ်လိုက်ကြရင်မကြတဲ့ကြနဲ့ကာလနာနေတည်ခြင်းစိုးတွေလို့ပြောနေကြတယ် မြောက်ရွာကလူရိုက်ကောင်းနေဆိုတဲ့စံတင်လဲလူရိုက်ဖို့နေနေတတမြေပဲလာပို့တဲ့ကောင်းမတွေတရေခွက်ထဲမျောပါမတော်နေနေရတယ်။စမ်းရှင်းအောင်တည့်ရဲ့သားနဲ့တက်တက်ရှောင်းနေတယ်ဆိုတာပေါ်သွားတာနဲ့သူမိန်းမကအိမ်လာရင်တက်မယ်ကျိန်းတာလို့မြစ်အိုဘက်ကန်းကအစ်စမန်ရင်မောင်ခင်တို့အိမ်မှာပဲခိုးနေရတာတပတ်လောက်တောင်ရှိသွားပြီ။ဒီကိစ္စမှာမိန်းမတွေကိုမကျေနပ်နေတာတော့ကပ္ပိယကြီးဥကြွေပဲ။ဟိုဘက်ကန်းကတာလီစရေးနောက် သူ့အိမ်သူပသွားကြတဲ့ကမိမတွေကိုတိတ်ကြည့်မရဘူးလို့ပဲပြောရတော့မယ်အဲ့ဒီကြတဲ့ကဒီเจ้าမှာကပ်ပီးရလုံနေတာအနှစ်ပဲ၃၄၀မကတော့သွန်ကျွေးအတွက်ချက်ကြပြုတ်ကြတော့ကတစ်ချက်ဝင်မကုတ်ဘူးဒီမိမတွေပြဿနာမရှိ ပြဿနာရှာတယ်လို့ပဲပြောတယ်ဘာရည်ဝယ်မှန်းတော့မသိကြရဘူးခုလဲကိုရင်ကြီးစံမောင်နဲ့ညောင်ကလပင်အောက်ကအုတ်ရိုးကလေးမှထိုင်းပြီးဘာတွေပြောနေကြမှမသိဘူးသူထုံးစံအတိုင်း တရေရွှဲနေတဲ့ဘင်းကြီးခဲရင် စကားပြောနေတယ်ရုတ်တရက်တိုက်အုပ်ကြီးဦးညာနေနာအနားရောက်လာမှပဲလန့်သွားကြပုံရတယ်သူကပဲစပြီးတိုက်အုပ်ကိုလှမ်းမိလိုက်ကိုရောမြစ်ဖက်ကိုလာဖေဟာဟုတ်တယ်တကကြီးအားလုံးသွားကြပြီလားလို့တိုက်အုပ်ကပြန်မေးတယ်ဒီတော့ကိုရင်ကြီးစံမောင်ကပဲဝင်းပြေတယ်မောမတိန်ခင်ကပဲသွားကုန်ကြတယ်ဖေဟာတကကြီးဦးကြီးမောင်မှုတို့လည်းပါသွားကြတယ်เจ้าဆရာကြီးကြီးရဲ့ကိုဥဆောင်သွားကြလေရဲ့ဖေဟာ ဲ့ဒါကိုကဥကျိစိတ်တဲ့ဘဝင်ကြပုံမရဘူး။လက်ကားပါကိုတော်ရဒီမိမတွေပြဿနာမရှိပြဿနာရှာတာလို့ဝင်ပြောလိုက်တယ်။ဘုန်းကြီးလေးကတော့နားရှင်းဖို့မပေါ့ဘူး။ဘာလို့တော့ဥကျွီလို့မေးပြန်တယ်။ကိုတော်စဉ်းစားကြည့်တယ်။လှမေငတောင်းကိုယူတာဘာနာတရားရှိလို့တော့ငတောင်းကြီးကနွားများလို့ရုံးကန်ကြွေးမှာငတောင်းကြီးတေတောင်လှမေအကုန်ရမှာအရာကိုများသူ့မေကြီးကအစအရက်ထဲအကောင်မတွေအစုံအားလုံးကလှမေဘက်ကဝိုင်းနာနေကြသေးတယ်ဒီပြင်မိမတွေက သူတို့ယောက်ျားတွေကိုရန်လုပ်နေကြသေးလားဒီကိစ္စနဲ့ပတ်သက်လို့မောင်မူတို့လက်မရတော့စကားများကြသေးတယ်ဒီကောက်မိမလည်းအိမ်မောကဆင်းသွားလို့ဒီနေ့လှမေတို့အပြန်ကြာကြီးဦးလာမောင်တို့အာကိုနဲ့သွားခွာရအောင်မလဲဦးကျွီကအတော်စိတ်မောသွားဝင်ရတယ်ခဏနားလိုက်တယ်တိုင်အုပ်ကတော့ကိုတကားတွေအကြောင်းလဲကိုတိနေတဲ့သူဦးကျွီကိုလည်းအပြိုင်မပြောတော့ပဲတူကြီးရင်ဘေး လူကြီးရင်တေဆိုသမို့လားဦးကျွီရဲ့လို့သာပြန်ပြောတယ် ကိုင်ကြီးသမောင်ကတော့ဘာဝင်ပြောရမှန်းတော့သိပုံမပေါ်ဘူး။ပြီးမှဘုံကြီးလေးကပဲရုတ်တရက်အမှတ်ရတာလေးတခုမေးလိုက်တယ်။ဦးကြည့်မနဲ့ဆုံးကျွေးမှမောင်တကြီးတယောက်မတွေ့ပါလား။ဟာဟာလို့ဦးကြည့်ကအရင်ရီလိုက်တယ်။ပြီးမှလှမယ့်ယောက်ျားယူတဲ့ကိစ္စမှာ နောက်ဆုံးတန်းခံရတာမောင်တကြီးပဲဖေ။ဒီနေ့စီကမောင်တကြီးအိမ်မှာတောင်းစိန်နဲ့မောင်တာကတောင်းကြီးမိမခိုးပုံသမြုပ်ပြန်ပြောနေကြတာ။သူတကာမှာကကြားသွားတယ်တဲ့။ဒီတော့မှဒီကိစ္စမှာအခပေးတာ ရှင်ကိုလို့ဆိုပြီးစကားများကြရာကအနားမှာရှိတဲ့ငရုတ်ကြပွေးနဲ့လန့်ပေါက်လိုက်တာမောင်တာကြီးညိုတတိတဲတဲမှတ်လို့လမ်းကောင်းကောင်းမလျှောက်နိုင်ဘူးခုတော့မြင်းချီနဲ့မိတ်တလင်ကြက်ထုတ်ထိုးပေးလို့အတော်တက်တာတဲ့ကြားရတာပဲလို့ပြေအင်းကိုဒုက္ခနဲ့ကိုဘော့လည်းဗျာလို့တာယုတ်ကပြန်ပြောတယ်ကပ္ပယကြီးဦးကြီးကတော့ဘယ်ကျင်းတ်မှာတော့တာယုတ်ကတော့ဘယ်ခံပြီးညင်းရမှာတော့ဒီတော့သူ့စိတ်တဲရှိတာလေးထပ်ပြီးပြောလိုက်တယ် ဒီမိမတွေကြောင့်ခတ်နေတာပေါ့ကိုရော်ရပြီးတော့မှခတ်တတာနဲ့တိုက်ဟုတ်ဘုံကြီးဦးညနေနာကိုနှင်လိုက်တယ်ကိုရော်ရေဖက်စင်ကြံရှောက်ကြွမှာမို့လားကြွားကြည့်တော့ဒီတော့တိုက်ဟုတ်ဦးညနေနာလည်းဧကတိနောက်စားကိုအသာတင်းလိုက်တယ်ဟုတ်ပါဟုတ်ပါလို့ပြောပြီးလက်နှစ်ဖက်ကိုအသာပြစ်လို့ကျောင်းရက်နောက်ဖေးဘက်ပေါက်ကနေမြစ်ဖက်ထွက်သွားတယ်ကပ္ပယကြီးဦးကြီးကတော့ဘုံကြီးလေးနောက်ကျောကိုကြည့်ရင်ငယ်ပြူဆိုတော့လဲဒါမျိုးတွေပါတိမတုံးလို့ပဲ သူစိတ်ထဲမှာသူ့ဘာသာပြောလိုက်မိတယ်။ဘာပဲဖြစ်ဖြစ်ဒီမိမတွေဆိုတဲ့အတွေ့အသားကိုတော့ဖြတ်မပစ်ဘူး။ကျုပ်ကတော့တခါတေဘူးပြင်ဖို့နားလဲထားတာကိုဗျာဆိုတဲ့မာနာလေးတောင်မတိမတာပြန်ဝင်လာပုံရတယ်။ဘုန်းကြီးလေးစိတ်ထဲမှာတော့အသေးရဲ့အမရဲ့ဘာရဲ့ညာရဲ့မရှိဘူး။သူတို့အတွက်တော့အာလုံးတပ်ပေသင်္ခါရကနေ့ညနေဘက်မှာမိုးကလေးတစ်ဖြိုင်နှစ်ဖြိုင်လောက်များရွာခဲ့ရင်ညာဘက်အတော်လေး အပုတ္တတလီမလားဆိုတာပဲမြင့်တန်းအပြစ်တင်စရာလူလိုတဗျာ